ဆက်ကထွက်လာတဲ့ပစ္စည်းကတော့ဒီပုံစံလေးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကော်သားတွေအကုန်ဖယ်ထုတ်ပြီးတော့ပြီးရင်ကျွန်တော်တို့ဒီနေ့လောက်တဲ့ရက်ဒိတ်ဆွဲရယ်ပြီးရင်ကျွန်တော်တို့ဒီပစ္စည်းရဲ့အလေးချိန်ရယ်စတိကာလေးတွေတက်ပေးရတာပါကျွန်တော်ဆက်ရုံမှာပထမအဦးဆုံးရောက်တဲ့စီနီယာအကိုကြီးဖြစ်ပါတယ်တန်လင်းကြောက်တန်းတစ်ဖက်ကန်းကခနောင်ဘက်ကဖြစ်ပါတယ်ခနောင်လို့မြားကန်လို့အာမင်္ဂလုံလို့ မကလူလို့အဘတရားအညီကိုယ်တွေပိုင်လဲနှုတ်ဆက်လို့ရပါတယ်မင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်တောင်ကိုရီးယားနိုင်ငံမှာလုပ်နေတဲ့ကားပေါ်ပစ္စည်းဆက်ယုံစာချုပ်လုပ်ငန်းကိုရပ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာရှေးဘူရိုတွေမှာကျွန်တော်တို့ဆက်ယုံဟာထုတ်တဲ့ပစ္စည်းမျိုးပေါင်း100ကျော်တဲကမှကျွန်တော်ပစ္စည်း9မျိုးကိုရပ်ပြပေးခဲ့ပြီဖြစ်ပါတယ်ဒီနေ့ကတော့6ခုမြောက်ပစ္စည်းကိုရိုက်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ ဒီပစ္စည်းလေးကတော့ကျွန်တော်ဒီနေ့ရပြပေးမယ့်ပစ္စည်းပဲဖြစ်ပါတယ်။ပစ္စည်းထုတ်တာကတော့ထုံးစံတိုင်းပဲကျွန်တော်မိုးရဲထွက်လာတဲ့ဟာကို robot နဲ့ auto ကောက်ပြီးတော့ဒီတော့ဒီရှောက်လန်းပေါ်လာပြီးတော့ချပေးတာပါ။ဒီပစ္စည်းထုတ်တဲ့စက်တရားတော့အားလုံးဒီပါတော့အတူတူပဲပေါ့နော်။ဒီပစ္စည်းအကြီးအသေးပေါ်မှာမူတည်ပြီးတော့ကကျွန်တော်တို့ပစ္စည်းဒီထုတ်တဲ့စက်ကတန်ချိန်အကြီးအသေးกว่าသွားတာပေါ့နော်။အဲဒီပစ္စည်းလေးဖြစ်ပါတယ်။ ကျွန်တော်ဒီပစ္စည်းကတော့ကျွန်တော်စက်ရုံမှာအမျိုးပေါင်း100ကျော်ရှိရတဲ့ထဲမှာဒါအကြီးဆုံးပစ္စည်းဖြစ်ပါတယ်။ခွန်စက်တိုင်းပဲကျွန်တော် robot နဲ့ကောက်ပြီးတော့ကျတော့ရှောက်လန်းဖို့လာချပေးတာပါ။ကျွန်တော်ဒါဆက်ကထွက်လာတဲ့ပစ္စည်းကတော့ဒီပုံစံလေးပေါ့နော်။အဲ့ဒါကိုကျွန်တော်တို့ collar တွေအကုန်ဖယ်ထုတ်ပြီးတော့ပြီးရင်ကျွန်တော်တို့ဒီနေ့လောက်တဲ့ရက်ဒိတ်ဆွဲရပြီးရင်ကျွန်တော်တို့ဒီပစ္စည်းရဲ့အလေးချိန်ရစတိကာလေးတွေတက်ပေးရတာပါ။ ီးရင်ဆောနာကျွန်တော်တို့ဟိုပစ္စည်းကဒီဆက်ကထွက်လာတဲ့အာမှာကျွန်တော်တို့ဖယ်လိုက်တဲ့အခါမှာကျွန်တော်ကော်သားလေးကြံခဲ့တာရှိတယ်ဗောနော်အဲ့ဒါလေးရောဓာတ်နဲ့လိုက်မိရတာပါကျွန်တော်ဆိုင်မှာဒီပစ္စည်းကအကြီးဆုံးပဲဗောနော်ပြီးရင်ကျွန်တော်လိုအပ်တဲ့နေရာကိုကျွန်တော်ဆေးလက်မှုတ်ပေးရပါတယ် ဆင်းမုတ်ပြီးပါပြီဆိုရင်ဒီအနောက်မှာလှဲလေးရှိတယ်ပေါ့နော်အဲလှဲလေးကိုသွားပြီးတော့ထည့်ပြရတာပါဒီပစ္စည်းကတော့သူကဘယ်ညာနှစ်ခုဇုံလာတာပေါ့နော်အခုလောက်နေတာကတော့ဒါ ကျွန်တော်တို့အတန်းလင်းကြောက်တန်းတစ်ဖက်ကမ်းရပါတော့ခဏောင်းအားဖြစ်ပါတယ်ကျွန်တော်တို့ဒီစက်ယုံမှာတော့ဒီကိုကဒီမြန်မာဝန်ထမ်းထဲမှာပထမဦးဆုံးရောက်တာပေါ့နော်ကျွန်တော်ရဲ့စီနီယာကြီးစီနီယာကြီးပါကျွန်တော်ရဲ့စီနီယာကြီးပါဒါကျွန်တော်စက်ယုံမှာပထမဦးဆုံးရောက်တဲ့စီနီယာအကိုကြီးဖြစ်ပါတယ်တန်းလင်းကြောက်တန်းတစ်ဖက်ကမ်းရ နောင်ဘက်ကဖြစ်ပါတယ်ခနောင်လို့မြားကင်လို့အာမင်္ဂလုံလို့ကမကလူလို့အဘတရားအညီကိုယ်တွေပါရင်လည်းနှုတ်ဆက်လို့ရပါတယ်အခုတွေ့နေရတဲ့လဲတွေကတော့စောနာပစ္စည်းထဲတဲ့လဲတွေဖြစ်ပါတယ်ကျွန်တော်အရှိမပစ္စည်းထဲတဲ့လဲရပြည့်သွားပြီဆိုရင်အဲလေးကိုဘေးကိုတွန်ထားပြီးတော့ဒါအစင်တဲ့ယူလို့ရအောင်လို့သူပြင်ဆင်ထားတာပေါ့နော် ျွန်တော်တို့ဆက်ရောက်မှာတော့အခုလိုဒါပစ္စည်းထုတ်တဲ့ဆက်တွေကအားလုံးအလုံးပေါင်း၁၁လုံးရှိပါတယ်။အဲထဲရမှာမှာဒီပစ္စည်းကတော့ကျွန်တော်ဆက်ရောက်မှာဒါအကြီးဆုံးပြောလို့ရတယ်ပေါ့နော်အကြီးဆုံးပစ္စည်းဖြစ်ပါတယ်။ကျွန်တော်နောက်ရက်ဒီမှာလဲကျွန်တော်ဆက်ရုံမှာပစ္စည်းအမျိုးပေါင်း100ကျော်ထုတ်တဲ့ထဲမှာကျွန်တော်တစ်ခုချင်းစီကိုရိုက်ပြပေးမှာဖြစ်လို့ သဘုဒ္ဓတာအနေနဲ့ကြည့်ကြင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလိုအပ်လို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်လည်းမြန်မာနိုင်ငံကကြည့်နေရတဲ့လူတွေဆိုရင်လည်းဒီကိုယ့်ရဲ့အသီးမိတ်ဆွေတာသမီတွေထဲမှာကိုယ့်ရဲ့မိတ်ဆွေတွေထဲမှာကိုရီးယားကိုလာဖို့စူးစမ်းနေတဲ့လူငယ်တွေပါတယ်ဆိုရင်လည်းသူတို့သိအောင်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျွန်တော် like share လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ အခုကတော့ကျွန်တော်ညာတိုင်းဖြစ်ပါတယ်ကျွန်တော်ဒီဆက်ကထွက်လာပစ္စည်းကိုပစ္စည်းကောင်းမကောင်းစစ်ပြီးတော့ဒီလိုအပ်တဲ့နေရာကိုဆေးလက်မှုတ်ပေးရတာဖြစ်ပါတယ် စားရောင်မှာပစ္စည်းတော်တော်များများကတော့ဒီဘဲစိုးဘဲညာစိုးညာတစ်ခုချင်းထွက်တာရှိတယ်။ဒါပေမဲ့ဒီဆက်ကတော့သူဘဲညာစုံထွက်တာပေါ့နော်။ဒါကတော့လက်ရှိကျွန်တော်တောင်ကိုရီးယားနိုင်ငံမှာလုပ်နေတဲ့ကားပိုပစ္စည်းဆက်ယုံလုပ်ငန်းဝင်ဖြစ်ပါတယ်ခင်ဗျာ။ပုံမှန်လည်းတယောက်လုံနေရပါတော့အဲ့ဆက်မှာတော့ကျွန်တော်အရင်ဗီဒီယိုတွေမှာကျွန်တော်ရိုက်ပြပေးပြီးပါပါပြီ။ အခုကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့ဒီမြန်မာနိုင်ငံကဥဒေါ်တော်ညီကိုများကိုယ့်ရဲ့တငငချင်းမိတ်ဆွေအပေါင်းအသင်းတွေထဲမှာကိုရီးယားကိုလာဖို့စ조사နေတဲ့ဒါအပေါင်းအသင်းညီကိုတွေပါတယ်ဆိုရင်လည်းသူတို့ဘဝတုဒ္ဒရအနေနဲ့ကြည့်ရပဲဖြစ်ဖြစ်လိုအပ်လို့ပဲဖြစ်ဖြစ်ပေါ့နော်သူတို့သိအောင်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကို share ပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ဆက်မှာထောက်တဲ့ပစ္စည်းတွေကိုတခုချင်း ဘုဒ္ဓရအနေနဲ့ကြည့်အောင်ရပြပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ခိတကိုရီးယားကိုရောက်ရှိနေတဲ့ချိုးသူငယ်ပဲဖြစ်ပါတယ်အားလုံးပဲတတ်တာပါ